ိုင်အန်းတောင်းလိုက်ရင်ကောင်းအောင်လက်နဲ့ကင်တိုက်နေတဲ့သူတွေကိုလည်းလေးစားကြတာမျှော်လင့်ကြတာတွေရှိပါတယ်အဲ့ဒါမှဗိုလ်ချုပ်ထွန်းမြတ်နိုင်ပါပါတယ်ဒါအတန်ကြာရှိကြမလို့ပါဘူးအဲ့တော့ကျွန်တော်တောင်းတဲ့မေခွန်းမေးနေတာမဟုတ်ပဲねကျွန်တော်တို့သတင်းစာဆရာတွေသတင်းတောက်တွေမေးတဲ့မေခွန်းတစ်ခုရှိတယ်အဲ့ဒီမေခွန်းကတော့တို့တွေအားလုံးကိုစားကျွန်တော်မေးပေးတာပေါ့နော်အဲ့ဒါကဘာလဲဆိုတော့အခုတောင်းလိုက်ရင်မှာတဲ့အားလုံးကလက်ခံတဲ့နိုင်ငံရေးခေါင်းဆောင်မရှိဖြစ်နေတဲ့အချိန်မှာ မြန်မာနိုင်ငံတစ်ခုလုံးနဲ့ဥဆောင်ပေးဖို့ကမ်းလှမ်းလာမယ်ဆိုရင်တဲ့ဘို့ချုပ်ထုံးမြတ်နိုင်ဘလို့လှုပ်ဆောင်မလဲတဲ့အဲ့ဒါကျွန်တော်အပြင်တခြားတည်င်း community ကမေးနေတဲ့မေးခွန်းသူတို့ကိုစားကျွန်တော်မေးပြတာပါဟုတ်ကဲ့ကျွန်တော်ရဲ့သဘောပေါ့နော်ကျွန်တော်ရဲ့ mission အဓိကတောင်းကတော့ဒါဒါအာရခဒေတာလွတ်မြောက်ရေးနဲ့ကျွန်တော်တို့ရဲ့ဟိုတမိုင်းပေးတောင်းပေါ့ ကျွန်တော်တို့ရခိုင်လူမျိုးတွေရဲ့ရာစုနှစ်နဲ့ချီပြီးမှခံစားခဲ့ရတဲ့ဆုံးရှုံးမှုနစ်နာမှုအဆက်ကွဲမှုဂုံတိတ်ခါကင်းမဲ့မှုတွေကိုကျွန်တော်တို့ကဒါအကုန်လုံးပြန် consolidate လုပ်ရမှာပေါ့နော်အဲ့ဒါကကျွန်တော်တို့ရဲ့ main mission ပါပဲဒီဟာတွေကိုကျွန်တော်တို့ကတည်ဆောက်ရင်းနဲ့တဖြည်းဖြည်းနဲ့လူမျိုးပေါင်းစုံလွတ်မြောက်ရေးအရေးကြီးတယ်ဆိုတာကိုလည်းလက်ခံလာတယ်ဒီမူမျိုးလည်းကျွန်တော်တို့ကင်လာတယ်ဆိုတာကမဟာမိတ်တွေနဲ့လက်တွဲရင်းနဲ့အဲကျွန်တော်တို့နားလည်လာတာဖြစ်တယ်ဒီသမိုင်းတွေကိုလစ်လာရင်းနဲ့ပြီးမှ အင်းနင်းရှင်းနိုင်ငံတွေနဲ့ဆက်ဆံတဲ့အချိန်မှာဟာငါတို့ကဒါမျိုးမစည်းလုံးဘူးဆိုရင်ငါတို့ကလူရမဝင်ဘူးပဲဒီကဘာမှာဟုတ်တယ်ကျွန်တော်တို့ရဲ့ main mission ကတော့ main mission ရှိတာလေဒါပေမဲ့ဒီဟာတွေနဲ့ဆက်ဆက်ပြီးမှဘာတွေလုပ်ဖို့လိုတာဆိုတော့ကျွန်တော်နားလည်ခဲ့တယ်ပြီးမှကျွန်တော်ကိုခေါင်းဆောင်ဖို့မေးတာဆိုတာတဲ့ကျွန်တော်ဖက်ကစဉ်းစားချက်ကတာဝန်ပေါ့ဒီတာဝန်ကိုယူမယ်ဆိုရင်ကျွန်တော်တို့ဖက်မှာပြင်ဆင်စရာအများကြီး လိုသေးတယ်ခေါင်းဆောင်မှုတစ်ခုကိုတာဝန်ယူပြီးဆိုရင်လိုအပ်ချက်တွေကိုဖြည့်ဆွန်းနိုင်ဖို့အတွက်လည်းအရေးချင်းတွေရောတခြားဖန်တီးစရာတွေရောရှိတယ်ကျွန်တော်ကတော့တာဝန်ယူရမှာကိုအမ်နည်းနည်းမှဟိုမဟိုဘယ်လိုပြောမလဲမတွေ့ဝဲဘူးသို့တော့ကိုယူထားတဲ့တာဝန်အတွက်ကိုကအစင်သင့်ဖြစ်သလားဒါမှမဟုတ်ဘာတွေကိုလိုမလဲဆိုတဲ့ဟာကိုလည်းကျွန်တော်ဖက်ကစဉ်းစားကြရတော့ရှိပါသေးတယ်ကျေးဇူးတင်ပါတယ်ဘုကျော်